လူတရားရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့တူစည်းထုံးလုပ်တဲ့အပြင်မင်္ဂလာပါယူသအနေဒိမန်ပရိသတ်ကြီးမြူရဲရွာရဲ့အရက်ထဲမှာလွန်ခဲ့တဲ့နှစ်နှစ်ငယ်လောက်ကအရန်ခစ်စားခဲ့တဲ့တူစည်းဆိုတာကိုကြားဘူးကြပါလိမ့်မယ်ဒီရောက်ကိုဘာနဲ့ထုံးလုပ်ထားလဲဆိုတာတော့သိကြမှာမဟုတ်ပါဘူးဒီနေ့မှာတော့ယူသအနေဒိမန်ကနေပြီးတော့အဲ့ဒီတူစည်းနဲ့ပတ်သက်ပြီးထုံးလုပ်မှုအတွက်အဓိကအသုံးပြုနေတဲ့အရာအပြင်အံ့ဩစရာကောင်းတဲ့အပင်အပင်အကြောင်းကိုတင်ဆက်ပေးကြမှာဒီ ဘရူနန်ဂါလို့ခေါ်တဲ့အပင်ဟာအလွန်လှပတဲ့အပွင့်ကြီးတွေပွင့်တတ်တဲ့အပင်တစ်မျိုးဖြစ်ပါသည်။အထူးသဖြင့်ဒီအပင်ကထုတ်လုပ်တဲ့ဇီးဝါးတွေမှာလူတယောက်ကိုအလွယ်တကူထိန်းချုပ်နိုင်တဲ့စကိုပိုလာမင်လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပါသည်။တောင်အမေရိကတိုင်းမှာမူရင်းပေါရောက်တဲ့ဒီအပင်ကိုဒေသခံတွေကရှေးခေတ်ကလေးကဘာသာရေးခန်းနာတွေနဲ့စီးပွားတွေမှာအသုံးပြုခဲ့ကြပါသည်။ဒါပေမဲ့နောက်ပိုင်းမှာဒီအပင်ရဲ့အန္တရာယ်ရှိတဲ့ဆွမ်းအားကိုရာဇဝတ်သားတွေနဲ့မကောင်းတဲ့သူတွေကရှာဖွေတွေ့ရှိသွားခဲ့ပြီးစတင်အလွဲသုံးစားလှုပ်လာကြပါတော့သည်။ ဘရန်နန်ကပြီးမှပါဝင်တဲ့စကိုပိုလာမင်ဆိုတဲ့ထက်ဟာအာယွန်ကျော်စနစ်ကိုထိခိုက်စေပြီးလူတယောက်ရဲ့အသိစိတ်နဲ့စင်ကြင်ကြုံတရားကိုညှော့နေသွားစေပါသည်။အဲ့ဒီတက်ကိုအသုံးပြုပြီးလူတယောက်ကိုတိုးလိုက်ထိလိုက်မယ်ဆိုရင်အလွယ်တကူထိန်းချုပ်နိုင်သလိုသူရဲ့အဆောင်အဝါကိုလိုက်နာဖို့အတွက်လည်းဖိအားပေးတွန်းအားပေးနိုင်ပါသည်။အဲ့ဒါကြောင့်မလို့အလွယ်သုံးစားပြုလုပ်သူတွေကဒီပင်ရဲ့အစိတ်ပိုင်းတွေကိုအမှုန်ကျပြီးအနမ်းခံခိုင်းတာဒါမှမဟုတ်အစားအသောက်တွေကိုရောထည့်ပြီးမူရည်စေတာမျိုးတွေပြုလုပ်ကြပါသည်။ဒီပင်ကရတဲ့ကုန်ကျန်းတွေကိုစေးရီစေးအမှုန်ပါဝင် အစီအဖြစ်ပြန်လည်ထုတ်ယူပြီးတော့ရာဇဝတ်သားတွေအပါအဝင်တရားဥပဒေစိုးမိုးမှုနည်းတဲ့နိုင်ငံတွေမှာအ धिक အသုံးပြုနေကြပါလိမ့်။ဒီဘီဟာအသွင်တရံအရအလွန်လှပပြီးတော့ခေါင်းလောင်းပုံပန်းမွေလေးတွေကလှပတဲ့အယောင်သွေးမျိုးစုံနဲ့ပွင့်ပါလိမ့်။မသိများမသိလို့ရှိရင်ဒီဘီလေးကជីနူးစရာကောင်းပြီးချစ်စရာကောင်းတဲ့အပင်လေးလို့သိကြပေါ့ထင်မိမှာပါ။အပင်ပုံစံကအလှပဆုံးပုံတံရှိပေမဲ့အပင်ရဲ့အဓိကအစိတ်ပိုင်းအားလုံးဟာအစိတ်တောက်ဖြစ်စေတာကြောင့်မလို့အန္တရာယ်များလာပါသည်။ရွေကျက်ရှိရှိလွဲသုံးစားပြုလုပ်လို့ရှိရင်လူတစ်ယောက်ကို အမြဲတမ်းမညံ့ထိခိုက်တာကနေပြီးတော့တင်းဆုံတဲ့အထိလဲအန္တရာယ်ဖြစ်စေနိုင်ပါလိမ့်။ဒီပင်ကိုစတင်အသုံးပြုခဲ့ကြတဲ့အရာကလေးပဲဘာသာရေးအခမ်းအနားတွေမှာလူတွေကိုလှည့်စားဖို့အတွက်အသုံးပြုခဲ့ကြတယ်လို့လဲဆိုပါလိမ့်။အဲဒါကြောင့်မလို့ဒီပင်နဲ့ပတ်သက်တဲ့သမိုင်းကြောင်းကလည်းမကောင်းသလိုလှသာလှပေမဲ့တကယ်လူတွေအတွက်အကျိုးမဖြစ်စေတဲ့အရာဖြစ်ပါလိမ့်။ဘရူနန်ဂါဗီနီဟာအလားပါဆိုင်ရာနဲ့ရိုးရာစည်းဝါအဖြစ်ရှေးကလေးကအသုံးပြုခဲ့ကြပါပဲ။အန်နီယယ်ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်လာကြောင်းမလို့သူတို့ကိုယ်တိုင်လည်းသတိပြုပြီးသုံးစွဲခဲ့ပါရီ။ နောက်ပြီးတော့ဒီအပင်နဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုလည်းပဲကိုင်းတွဲသုံးဆွဲတဲ့နေရာမှာအင်မတန်မှသတိထားဖို့လိုအပ်ပါ ರಿ ဒီအပင်မဟုတ်ပါဘူးလူသားတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ဒါရုပိရဆိုင်ရာအစိတ်တောက်တွေဟာအလွယ်တကူရရှိနိုင်တဲ့ခေတ်ကြီးမလို့ဒီအကြောင်းအရာတွေကိုသိရှိနားလည်ပြီးကိုကုတ်ကိုကာကွယ်နိုင်အောင်လေးကြိုတင်ပြင်ဆင်ထားဖို့အတွက်အရေးကြီးပါ ರಿ ဒီအပင်ကိုအသုံးပြုပြီးတော့ကြောက်စရာကောင်းတဲ့မူရစ်စေဝါမျိုးစာမြောက်များစွာကိုဖန်တီးနေပြီးကိုလံဘီယာအပါအဝင်မက္ကဆီကိုနိုင်ငံနှုမှာပါဖြန့်ဖြူးရောင်းချနေတာဖြစ်ပါ ರಿ ဒီနေ့ဗီဒီယိုလေးကတော့လူတယောက်ရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့တူစည်းထုတ်လုပ်တဲ့အပင်ကြောင်းပါ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ဘ ഹു တုတရမယ့်အကြောင်းအရာတွေကိုလည်းရှားဖွေတင်ဆက်ပေးပါောင်းမယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။